0-60.333ဒီလိုကိန်းနေမှာเนาะဒီလိုကိန်းနေမှာဆိုလို့ရှိရင်သူအပေါင်းကိန်းပြည့်ရှာမယ်အပေါင်းကိန်းပြည့်အပေါင်းကိန်းပြည့်ဆိုလို့ရှိရင်ကိန်းပြည့်ဆိုလို့ကိန်းပြည့်ဆိုလို့ရှိရင်အ1 2 3 4 5 6 7 8 9 etcetera minus ပါမယ် plus ပါငါမသိသူကဒီမှာအပေါင်းဖြစ်တဲ့အတွက်ကြောင့်အပေါင်းကိန်းပြည့်ဆိုလို့ရှိရင်အပေါင်းဝယ်ယူမယ်ကိန်းပြည့်ကိန်းပြည့်ဆို2 အပြည့်ဆိုလို့ရှိရင်အပေါင်းဆိုလို့ရှိရင်ဒုတလုံးမရပါဘူးအပြည့်ဂိမ်းများအပြည့်ဂိမ်းဆို0ကစ ပါပဲ0 1 2 3 4 5 6 7အစရှိတဲ့ဖြစ်ပေါ့အဲ့ဒါလို့ရှိရင်0ပါမယ်ဒီဂိမ်းက0ပါမယ်2ပါမယ်အဲမရတော့နော်မရတော့ဘူးဒါအပြည့်ဂိမ်းများအနောက်ဂိမ်းပြည့်များဆိုဂိမ်းပြည့်ဖြစ်တဲ့အကြောင်း 1 2 3 4မှာသူအနောက်ကိုလိုချင်တာ -1 -2 -3 -4 လို့မျိုး -6 ပါမယ်။ -6 ပါဆိုလို့ရှိရင်အဲ့တော့အနောက်ကိန်းပြေကိုဒီ -6.3 ပါမယ်။6.3ကဘယ်လိုနဲ့တူလဲဆိုလို့ရှိရင်3 3 3 3 6 -2 နဲ့တူတယ်။အဲဒါကအနောက်ကိန်းပြေများ။ Now ကိန်းပြေများကိန်းပြေများဆိုလို့ရှိရင်အပေါင်းလည်းပါမယ်အနှောက်လည်းပါမယ်နော်။ အဲ့ဒါရှိရင်အပေါင်းလည်းပါမယ်အနှုတ်လည်းပါမယ်ဆိုလို့ရှိရင် minus 6 2 3 minus 6 by 3အဲဒါဂိမ်းပြည့်များဂိမ်းပြည့်များဆိုလို့ရှိရင်အနှုတ်ဂိမ်းပြည့်လည်းပါမယ်အပေါင်းဂိမ်းပြည့်လည်းပါမယ်အပေါင်းရာရှင်နယ်ဂိမ်းပြည့် rational ဂိမ်းဆိုတာ0လည်းပါမယ် အာအနှောက်လည်းပါမယ်အနှောက်ကိန်းအနှောက်ကိန်းပြေးလည်းပါမယ်အပေါင်းကိန်းပြေးလည်းပါမယ်ဒသမကိန်းလည်းပါမယ်အပိုင်းကိန်းလည်းပါမယ်ပြန်ထပ်ဒသမကိန်းတွေလည်းပါမယ်အပိုင်းကိန်းတွေလည်းပါမယ်ဒါပေမဲ့သူကအပေါင်းပဲလိုချင်နေဖြစ်တဲ့အတွက်ကြောင့်အပေါင်းကိုပဲကြည့်မယ်အပေါင်းကိုပဲကြည့်မယ် rational ကိန်းထဲမှာဆိုလို့ရှိရင်0ပါမယ်အပေါင်းတာပါမယ်နော်0 0.333အဲဒီလိုရှိရင်2 1 by 3เนาะဒီဒီပါမပေါ်ဘူးဆိုလို့ရှိရင်ဒီနားလေးမှာရေးမယ်1 1 by 3ပါမယ်2ပါမယ်1 1 by 3ပါမယ်ပြန်ထပ်သမဂိုင်းပါမယ်ပြန်ထပ်သမဂိုင်းပါမယ်အဲ့တော့အပေါင်းအပေါင်းရရှင်တဲ့ဂိန်းကို အနောက်ရရှင်တဲ့ဂိန်းဆိုလို့ရှိရင်ခဏလေးတော့က -6 minus 2.5 minus 6 by 3 minus 21 by 4ဒါဒါကအနှုတ်ရရှင်တဲ့ဂိမ်းပါအပေါင်းရရှင်တဲ့ဂိမ်းပါအပေါင်းလက္ခဏာတွေပါပါတော့ဒါဒီထိပါမှာဖြစ်ပါလေ